အလဝဲမင်္ဂလာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာ16ရက်နေ့လည်ခင်းထရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင် အထူးခြားဆုံးနယ်လက်ခင်းတည်နေတဲ့မြမအငင်းချင်းရဲ့အချိန်နဲ့မင်းတို့အတိဆုံးဆိုပြီးလော်ဘီအောင်မင်းကိုခွန်းထုတ်ပြန်လိုက်တဲ့သူရဦးရှိမန်းရဲ့တည်ရင် NCA ရက်တန့်သွားရတာက ပြုပြင်ပြောင်းလဲဖို့စိတ်အားထက်သန်မှုမရှိတဲ့စစ်တပ်ချုပ်လို့ပြောလာတဲ့ RCS ရဲ့တည်ရင်ထိုင်ရဲ့ကိုမွေးစေဝါသွားရမီလို့မြမပါဝင်ရှိဦးအဖမ်းခံရတဲ့တည်ရင်လက်ပရန်မှာတက်ပြုတ်ပြေပွားရောက်ခဲ့ရတဲ့စစ်တပ်ရဲ့တည်ရင် ပွဲစားတွေယုံမာလို့ပိုင်းအောင်ကလှုပ်ဖို့စောင့်နေတဲ့မြန်မာ330ကျော်အဖမ်းခံရတဲ့တရင်ဂါဇာစစ်ပွဲမပြီးဆုံးသေးဘူးလို့ပြောလာတယ်။နေတန်ယာဟုဆိုတဲ့အဲ့လိုနင်းလက်ကင်အထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပါတရင်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့အတွက်တော့မြမအငင်းချေရဲ့အချိန်နဲ့မင်းတို့အတိဆုံးဆိုပြီးလော်ဘီအောင်မင်းကိုခွန်းတုတ်ပြန်လိုက်တဲ့သူရဦးရှိမန်းနဲ့စားလိုက်ချင်ပါတယ် မြမငင်းချင်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးအတားဆီးဖြစ်နေတာကဘာတွေကြောက်လဲလို့စစ်ကောင်ရှင်ရဲ့လော်ဘီတအုပ်ဖြစ်ပြီးတရင်သမားအမေကန်အောင်မင်းကပြည်တော်စုလွတ်တော်နိုင်ရကနဲ့ပြည်သူလွတ်တော်ဥက္ကဋ္ဌအောင်သူရဦးရှိမန်ကိုမင်းမြင်ရသူကမင်းတို့အသေဆုံးဖြစ်မှာဆိုပြီးပြန်လည်ခွန်းထုတ်ပြန်ခဲ့ပါတယ်။လက်ရှိနေပြီးတော့မှစစ်ကောင်ရှင်ဥဆောင်ပြုလုပ်နေတဲ့ NCA ၁၀နှစ်ပြည့်အခမ်းအနားမှာအောင်မင်းကဦးရှိမန်ကိုအခုလိုမင်းမြန်ခဲ့တာပါ။ ဒါတွေကတော့ကျွန်တော်အနေထားနဲ့လောလောဆယ်တိတ်ပြီးတော့မပြောလို့သေးဘူးရှာဖွေကြည့်ရမှာပေါ့ခမရတို့ကသတင်းသမားဆိုတော့ပို့ပြီးတော့အနားလည်မှာပါလို့သူရဦးရှင်မန်းကပြောခဲ့ပါတယ် သူရဦးရှိမှာနိုင်ငံရေးသမားတဦးဖြစ်တဲ့အပြင်စစ်ဘိုလ်ချုပ်အောင်တဦးဖြစ်ခဲ့ပေမဲ့လွှတ်တော်ဥက္ကဋ္ဌအပြင်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာဒေါန်ဆန်းစုစည်နဲ့ခိုင်မာတဲ့နိုင်ငံရေးမဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်ခဲ့သူအဖြစ်လူသိများပါတယ်။2010ပြည်နယ်အထူးစစ်တပ်မှာဖို့ချုပ်ကြီးရတုနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတော့2011ကနေ2016ခုနှစ်အထိပြည်သူ့လွတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီးတော့2013ခုနှစ်ကနေ2016ခုနှစ်အထိပြည်အောင်စုလွတ်တော်နိုင်ငံကအဖြစ်တာဝန်ယူခဲ့ ပါတယ်။သူဟာစံဖို့ပါတီရဲ့ထိတ်တန်းခေါင်းဆောင်တအိုးဖြစ်ခဲ့ပေမယ့်အတိုက်ခံပါတီဖြစ်တဲ့ NLD ပါတီရဲ့ခေါင်းဆောင်တဖြစ်လဲဒူရုံခေါင်းဆောင်တောင်းဆန်းစုကြည်နဲ့အပတ်စဉ်ညီပါတွေ့ဆုံဆွေးနွေးပြီးနိုင်ငံရေးမဟာမိတ်အဖြစ်ဆက်ဆံရေးတည်ဆောက်ခဲ့လို့စစ်တပ်လိုလာတဲ့သူတွေရဲ့ဝေဖန်မှုကိုခံခဲ့ရသူပါ။အရိကာလာအတွင်မှာနိုင်ငံပြုပင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။တူရဥရှိမန်က2019ခုနှစ်မှာပြည်တော်စုကောင်းကျိုးဆောင်ပါတီ တီထောင်ခဲ့ပြီးတော့2020ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့တနင်္လာမအနိုင်မရခဲ့ပါဘူး။ဒါပေမဲ့ထူးခြားချက်ကတော့2017ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်မှားရေးမကောင်းတာကြောင့်နိုင်ငံရေးစိတ်ဆန္ဒမရှိတော့ဘူးဆိုပြီးသူတီထောင်ခဲ့တဲ့ပါတီကိုဖျက်သိမ်းခဲ့ပါတယ်။ဒုတိယအနေနဲ့ NCA ရပ်တန့်သွားရတာကပြည်ပြင်ပြောင်းလဲဖို့စိတ်ရထက်သန်မှုမရှိတဲ့စစ်တပ်ကြောင့်လို့ပြောလာတယ်။ RCSS ရဲ့အကြောင်းကိုပြောပြပါဦးမယ်။ စစ်တပ်ကတိုင်းပြည်အာဏာကိုသိမ်းယူလိုက်ခြင်းကြောင့်တနိုင်ငံလုံးအပြစ်ကရက်စရင် NCA စာချုပ်နဲ့ငင်းကြဲရေးလုပ်ငန်းစဉ်တွေရပ်တန့်သွားရတာဖြစ်တယ်လို့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ကမနေ့ကသတင်းထုတ်ပြန်လာပါတယ်။ RCSS က NCA စနစ်ပြည့်နှစ်ပတ်လည်နဲ့ပတ်သက်ပြီးထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာအခုလိုထည့်သွင်းဖော်ပြခဲ့တာဖြစ်တဲ့အပြင် RCSS ရဲ့ခေါင်းဆောင်ဘိုးချိုကြီးရက်စစ်ကလည်း NCA ခန္ဓာကို မတက်ရောက်ခဲ့ပါဘူး။ အာဆီယံဆက်ရည်ထုတ်ပြန်ချက်တဲ့မှာတော့ NCA ကစံနှစ်ပညာဥခဲ့ပေမယ့်အားနဲ့ချက်နဲ့စိန်ခေါ်မှုတွေကြောင့် NCA အကောင့်ထဲပို့ဖို့ရှင်းမှန်းထားတဲ့အတိုင်းမဆောင်ရွက်နိုင်ခဲ့တာနဲ့စစ်တပ်ကတိုင်းပြည်အာဏာကိုရယူလိုက်တဲ့အတွက်ငင်းကျဲရေးလုပ်ငန်းစဉ်တွေရပ်တန့်သွားတယ်လို့ထောက်ပြထားပါတယ်။ဒါတွေပြင် NCA အကောင့်ထဲမပေါ်နိုင်ရတဲ့တခြားအကြောင်းရင်းတွေက နှုံးနှစ်ဖက်ကြားယုံကြည်မှုမတည်ဆောက်နိုင်တာတွေလက်မှတ်ရေးထုံထားတဲ့သဘောတူစာချုပ်တိုင်းအကောင့်ထဲမပေါ်နိုင်တာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောင်ရောက်ရှိရေးအတွက်အစိုးရက EAO တွေကိုဖိအားပေးတာယူနေတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်အစိုးရကစိတ်ရသက်သန်မှုနဲ့ပါတာတွေကြောင့်ဖြစ်တယ်လို့ RCSS ကဆိုပါတယ် အခုလိုအန်စီရင်နဲ့ငင်းချင်းလုပ်ငန်းစဉ်တွေအောင်မြင်ခြင်းနဲ့ဆိုရင်တော့စစ်တပ်က EO တွေနဲ့ယုံကြည်မှုတည်ဆောက်တာပထမဦးစွာစစ်တပ်နဲ့ EO တွေဆွေးနွေးပြီးသဘောတူညီချက်ရယူတာနိုင်ငံရေးပါတီတွေပါဝင်တက်ရောက်ပြီးတုံ့ဝန်ဆိုင်ဆွေးနွေးပွဲတွေပြုလုပ်တာဆွေးနွေးပွဲတွေကိုနိုင်ငံတကာအသိတက်တွေတက်ရောက်ခိုင်းတာနိုင်ငံရေးဆွေးနွေးပွဲမှာဖက်ဒရယ်မှုကိုအဓိကထားဆွေးနွေးတာ နိုင်ငံရေးဆွေးနွေးပွဲကရရှိလာတဲ့သဘောတူညီချက်တွေကိုလွှတ်တော်ကိုတင်သွင်းပြီးဥပဒေအပြည့်အတည်ပြုပြဋ္ဌာန်းတာတွေကိုလှုပ်ဆောင်ရမယ်လို့ ACS ကတိုက်တွန်းထားပါတယ်။အခုလိုအချက်တွေအပြင် NCA ရဲ့အနှစ်သာရဖြစ်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဘက်ဘက်ကနေဆွေးနွေးခြင်းနည်းလမ်းနဲ့တွဲဆောင်အကောင့်ထဲပေါ်ဖို့ကိုလည်း ACS ကထုတ်ပြန်ထားပါတယ်။ထမှန်တင်ဆက်ပေးစင်တာကတော့ထိုင်းရဲ့ကိုမူရဲ့စေဝါသွားရောက်မီလို့မြန်မာပါဝင် ရှေးဦးအဖမ်းခံရတဲ့တဲ့မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့နန္ဒလန်းမှာရှိတဲ့စပင်းညက်ဆိုင်မှာအရဲဝင်းနဲ့အသွင်ယူထားတဲ့ထိုင်းရဲကိုဝင်းရဲစေဝါရောင်းချမိတာကြောင့်မြန်မာလူမျိုးတအုံထိုင်းလူမျိုးတအုံနဲ့နိုင်ငံသားသား6ဦးကိုဖမ်းခဲ့တယ်လို့ဘန်ကောက်ပို့သတင်းဌာနကဖော်ပြထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ15ရက်ည17:00နာရီမှာ နန္နာလမ်းမှာရဝင်းနဲ့ထိုင်ရနှုတ်ကိုနိုင်ငံခြားသားနှုတ်ကချင့်ကပ်ခဲ့ပြီးပိရမစ်ထိပ်ကိုပို့ဆောင်ပေးမယ်ရှုစည်းတရှုဆိုပြီးမူရည်စေဝါအုံပြုဖို့ကံလန့်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နိုင်ငံခြားသားတွေကလူဝတ်အခန်းတစ်ခုကိုခေါ်ဆောင်သွားပြီးတော့တလုံးကိုပန်းနှထောင်စင်းလုံးနဲ့ဆေးပြားတွေကိုပြသခဲ့ပြီးတဲ့အချိန်မှာအဝေးကနေစောက်ကြည့်နေတဲ့ဘန်ကောက်ရဲချုပ်ကအသွင်ယူထားတဲ့ရဲတွေကိုအမိတ်ပေးပြီးဖမ်းဆီးဖို့ခိုင်းစေခဲ့တာဖြစ်ပါတယ်။ ဖန်စီခံခဲ့ရသူတွေဟာအသက်22နှစ်ကနေ52နှစ်အတွင်းရှိအမျိုးသား6ဦးပါကစ္စတန်2ဦးအီဂျစ်2ဦးမြန်မာ2ဦးအာဖဂန်နစ္စတန်2ဦးအီရတ်2ဦးအသက်50ရွယ်ထိုင်းမျိုးသမီး2ဦးနဲ့အသက်40ရွယ်မြန်မာမျိုးသမီး2ဦးလို့ဖြစ်ပါတယ်။တရားခံတွေအပြင်ဖတာပီတာမင်းအထုပ်4တုပ်၊ကိုကင်း2ထုပ်၊ဆေးပြား6ပြား၊မော်မို9ထုပ်၊ဟူကာ23ခု နှာရှူဈေးဘူး55ဘူးတရားဝင် secret 125ပါကင်ပန်းစားဟုတ်တုံးနဲ့ဘတ်33500တောင်တို့ကိုထိုင်းရင်ကတင်စီရမိခဲ့ပါတယ်အခုလိုဖန်စီခဲ့သူတွေအနက်က၃ကိုတာမွေးစေဝါကုံကူမှုနဲ့ဆွဲချက်တင်ထားပြီးတော့ပါကစ္စတန်နိုင်ငံသားတို့ကိုတရားဝင်စပေးညက်သမားအဖြစ်လောက်ကင်မှုနဲ့ကြံသူတွေကိုတော့တရားဝင်ဝင်ရောက်မှုဗီဇာတက်တန်ကျော်လွန်နေမှုတားမြင့်ပစ္စည်းတွေကိုလက်ဝယ်ထားရှိမှုတွေနဲ့အတိအသေးဆွဲချက်တင်ထားတယ်လို့သိရပါဗျာ။ ဆက်လက်ပြီးလဗဒန်မှာတပ်ပြုတ်ပြေးဘဝရောက်ခဲ့ရတဲ့စစ်တပ်အကြောင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းလဗဒန်မြို့နယ်မှာ PDF တွေပူပေါင်းတိုက်လို့စစ်သားတွေရဲ့တပ်လူထွက်ပြေးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွယ်ဝင်ကြီးဌာနကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ15ရက်မနက်7:00နာရီလောက်မှာတပရန်မျိုးကနေထွက်လာတဲ့အင်အား80ပါးစစ်ကြောင်းဟာတည့်ရချောင်းရွာကိုမိရှုနေစဉ် PDF တွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်သား15ဦးသေဆုံးပြီး12ဦးကိုတုတ်ပန်းဖြေဖမ်းဆီးရမိခဲ့ပါတယ်။ကြားပြတော့မဟုတ်ဘူးပထမရက်တွေကတည်းကပေါ့နော်အစ်စ်စစ်ကြောင်းကအဲ့ရွာတွေကိုမိရှုဖို့အစီအစဉ်ရှိတယ်ဆိုတာမျိုးတွေတိထားတော့သူတို့စစ်ကြောင်းလာမယ့်နေရာတွေကိုတွားပြီးတော့ဆောက်ခဲ့တယ် ဒါပေမဲ့သူတို့ရောက်မလာခဲ့ဘူး။အဲ့ဒီနေ့အောက်တိုဘာ15ရက်မနက်ကတော့9နာရီခွဲကျော်လောက်မှာပေါ့သူတို့စစ်ကြောင်းဆင်းလာတယ်ဆိုတော့ကိုရဲဘော်တွေတီးတော့အဲ့ဒီရွာကိုရဲဘော်တွေသွားကြတယ်ပေါ့သွားကြတော့သူတို့အဲ့ဒီရွာကိုမိအောင်ဝန်းရှုံနေပြီးအိမ်တစ်လုံးစာနှလုံးစာမိခိုးထွက်လာပြီးပေါ့အဲ့ဒီအချိန်မှာမှရဲဘော်တွေကသူတို့ကိုဝိုင်းပြီးတော့တိုက်ထုတ်လိုက်တာပေါ့လို့ရှေ့လမ်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက MPA ကိုပြောပါတယ် တိုက်ပွဲဖြစ်ပွားလို့ကြောင်းလန့်တဲ့စစ်သားတွေကတော့ဖျို့ဖျဲထွက်ပြေးသွားပြီးပျောက်ဆုံးနေတဲ့စစ်သားတွေလည်းအများပြားရှိရလို့သူကပြောပါတယ်။ဖမ်းမိခဲ့တဲ့စစ်တုံ့ပန်းအချို့ကလည်း PDF ရဲဘော်တွေဝိုင်းလိုက်လို့မခုခံတော့ပဲလက်နက်ချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာလက်နက်အစုံ16လက်ခဲယမ်းတွေနဲ့စစ်တုံးပစ္စည်းတွေကိုလည်းတင်းစီရမိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာစစ်ကော်မရှင်ကနယ်မြေရှင်းလင်းရေးလုပ်နေစဉ်လက်ဗရန်မျိုးပေါ်ကနေလက်နက်ကြီးတင်ကနဲ့ပစ်ကိုပေးပြီးတော့ည10:00နာရီမှာစစ်သားအလောင်းတွေလာကောက်သွားပါတယ်အထိနာခဲ့တဲ့စစ်တပ်ကအောက်တိုဘာ16ရက်မုံလဲတနားရီလောက်မှာစစ်သားအင်အား100လောက်နဲ့ရိုးမတောင်စီဆက်ဆက်လမ်းမှာရှိတဲ့ပုံဒီကျောင်းမှာအထိုင်ချပြီးတော့စစ်ကြောင်းထိုးဖို့ထပ်မံပြင်ဆင်နေလို့သိရပါဗျ။ တရချောင်းကျေးရွာဟာလေဗရန်မြို့နယ်လေးမိုင်ဝန်းကျင်သာဝေပြီးရန်ကုန်ပြည်လမ်းမအရှိတ်ချမ်းကကျေးရွာဖြစ်ပါတယ်။ပြည်တွင်းနဲ့ကနောက်ဆုံးသတင်းအနေနဲ့ပွဲစားတွေရုံမာလို့ပဲယောင်ကလှုပ်ဖို့စောင့်နေတဲ့မြမ130ကျော်အဖမ်းခံရတဲ့သတင်းကိုပြောပြပေးပါမယ်။ ထိုင်းနိုင်ငံဆမော့စခုခရိုင်မဟာချိုင်နယ်မြေမှာပန်းအောင်ကလုပ်ဖို့စောင့်နေတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသား132ဦးဟာမနေ့ကအောက်တိုဘာ16ရက်မှာအဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။အခုလောအဖမ်းခံရတာဟာမြန်မာနိုင်ငံသားတွေအတွက်ဝန်ဆောင်မှုပေးနေတဲ့ပွဲစားတအူကပန်းအောင်ကလုပ်ဖို့စောင့်နေတယ်။မြန်မာနိုင်ငံသားတွေရှိရနေတာဒီကြကိုထိုင်းရနာပိုင်ကြီးစီတိုင်ကြားခဲ့တဲ့အတွက်အဖမ်းခံခဲ့ရတာဖြစ်တယ်လို့မြန်မာလုံသားကူညီဆောက်ရှောက်ရေးကော်မတီ MSAC ရဲ့ကိုရဲမင်းက သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ် ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေဟာတရားဝင်နေထိုင်ခွင့်နဲ့အလို့လို့ကင်ခွင့်ရဖို့အတွက်ထိုင်းဆိုရကပြုလုပ်ပေးတယ်။ပန်းရောင်ကဲရဖို့ကိုရှောက်ထားရတာဖြစ်ပါတယ်။အခုလိုရှောက်ထားဖို့ကိုပွဲစားဝင်နဲ့ချိတ်ဆက်လှုပ်ဆောင်ရတာပါ။ပန်းရောင်ကတ်တွေကိုထိုင်းဆိုရကအောက်တိုဘာ15ရက်မှာလှုပ်ပေးမယ်လို့ကြေညာထားခဲ့ပေမဲ့မနေ့ကအောက်တိုဘာ16ရက်မှာနယ်စပ်ပြဿနာတွေကြောင့်ပန်းရောင်ကတ်လုပ်ငန်းစဉ်ကိုရှားရက်နာမယ်လို့ထုတ်ပြန်ပြီးတဲ့နောက်မှာမြန်မာနိုင်ငံသား132ဦးဖမ်းဆီး که یارا لیب که باریم. အခုအဖမ်းခံလိုက်ရတဲ့သူတွေဟာမကြသေးခင်ကမှထိုင်းနိုင်ငံနဲ့ရောက်လာကြတာဖြစ်ပြီးထိုင်းကိုဝင်ရောက်ဖို့နဲ့ပန်းအောင်ကလုပ်ပေးဖို့အတွက်တယောက်ကိုငွေကျပ်သိန်း80လက်ငင်ပေးခဲ့ရသူတွေဖြစ်ပါတယ်။ရွှေပြောင်းမြို့မှာလုပ်သားတွေအခုလိုဖမ်းဆီးခံခဲ့ရပေမဲ့ပွဲစားတွေဘက်ကတော့တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အတွက်အဲ့ဒီလူတွေဟာမြန်မာနိုင်ငံဘက်ကိုပြန်လည်ပို့ဆောင်ခံခဲ့ရတော့မှလည်းဖြစ်ပါတယ်။ဒါကြလို့ထိုင်းနိုင်ငံမှာပန်းအောင်ကအသေးရိုက်ဖို့စောင့်ဆိုင်နေတယ်။မြန်မာတွေသိန်းစီရှိနိုင်တယ်လို့လည်းထိုင်းနိုင်ငံ ရောက်မြမရွှေပြောင်းလို့သားအရေးကုညင်ဆောင်ရက်ပေးနေသူတွေကပြောပါတယ်နောက်ဆုံးပြပါသတင်းဖြစ်တဲ့ဂါဇာစစ်ပွဲမပြီးဆုံးသေးဘူးလို့ပြောလာတယ်။နေတန်ယာဟုသတင်းကိုပြောပြီးတော့စမရဲ့နေလကင်သတင်းတင်ဆက်မှုကိုနားလိုက်ပါစေရှင်။အစ္စရေးဟားဘတ်အပြစ်ခတ်ရက်စရေသဘောတူညီချက်ပေါ်တည်ဆုံးသူနဲ့တစားကန်တွေပြန်လည်ရရှိရင်အငင်းပွားနေချိန်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတိုက်ပွဲမပြီးဆုံးသေးဘူးလို့ပြောလာပါတယ်။အမေရိကန်၊အီဂျစ် ကာတာနဲ့တူရကီတို့ချောင်းဝင်စစ်ဆင်မှုလည်းရရှိခဲ့တဲ့သဘောတူညီချက်အရာအခုသတင်းပတ်အစောပိုင်းမှာဟားမတ်စဖွဲ့ကအသက်ရှင်လျက်ရှိတဲ့ဒဇာကန်20ကိုလွတ်ပေးခဲ့ပါတယ်။အစ္စရေးဘက်ကလည်းစစ်ချက်မတင်မဲဖမ်းဆီးထားတဲ့ပါလက်စတိုင်းလူမျိုး1900ကျော်နဲ့ပါလက်စတိုင်းအကျဉ်းသား250ကျော်ကိုပြန်လွတ်ပေးခဲ့ပါတယ်။ဝင်ကြီးချုပ်နေတန်ယာဟူကတိုက်ပွဲကမပြီးသေးပေမဲ့ဒီနေ့မှတခုတော့ရှင်းနေပါပြီ။ကျွန်တော်တို့ကိုလေရင်ဆယ်ရေပြုလုပ်တဲ့သူတိုင်းကသူတို့ရဲ့ရန်လုံမှုအတွက်အလွန်မြင့်မာတဲ့ စင်းအောင်ကိုပေးဆက်ရမယ်ဆိုတာသိထားပြီးသားပါကျွန်တော်တို့ဟာနှစ်ပေါင်းများစွာကျွန်တော်ရဲ့ဘဝလမ်းကြောင်းကိုပုံဖော်ပေးမယ်အောင်ပွဲကိုအပြည့်အဝရရှိဖို့ဆုံးဖြတ်ထားပါတယ်လို့ကြေညာခဲ့ပါတယ်ဟာမတ်စ်ကတော့လက်ရှိထိန်းချုပ်ထားတဲ့တစားကန်တွေအလုံးနဲ့ရှာပွေနိုင်တဲ့ရုပ်လောင်းတွေကိုလှည့်ပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ပြောထားပါတယ်။နေတန်ယာဟုကလက်နက်ပြန်လည်တက်စင်မှုကြိုးပမ်းနေတဲ့ရန်သူထံကနေကြီးမားတဲ့စိန်ခေါ်မှုတွေဆက်ရှိနေပါသေးတယ်လို့ပြောပါတယ်။ အမေရိကန်သမ္မတဂျော်နန်ထရန့်ကတော့ဟားမတ်စ်အနေနဲ့အပြစ်ကရက်စရေးသဘောတူညီချက်ကိုလိုက်နာဖို့ညှင်းဆိုင်နေတန်ယာဟုကိုဂါဇာမှာစစ်ရေးလှုပ်ရှားမှုတွေပြန်လည်ဆက်တင်ဖို့ခွင့်ပြုပေးသွားမယ်လို့လည်းပြောချပါတယ်။ MP ရဲ့နေ့လည်ခင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိရရှိအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းထူးဝင်ကျေးဇူးတင်ရှိပါတယ်အမပီသူပီတာပါကိုစိတ်ကြပြချမ်းမှချမ်းသာပြီးဘဝအမော်လေးပြကြပါစေရှင်